သူတို့နှစ်ယောက်ထဲကသူရင်းနဲ့တော်စင်အစ်စ်ကိုသိကျင်နေတဲ့တွေအတွက်အမှန်တိုင်ပြောလာခဲ့တဲ့ဒရိုက်တာမင်းဆက်သိန်းပရိသတ်တွေအလုံးမင်းမင်္ဂလာပါရှင်ဒရိုက်တာမင်းဆက်သိန်းကတော့မြန်မာနိုင်ငံကဒရိုက်တာတွေထဲမှာဆိုအသက်ကလည်းငယ်သေးရဲ့အဖြစ်အရေးချင်းလေးပြေပါသူပါမြန်မာဒရိုက်တာတွေရိုက်ပြနေကြပုံစံတွေနဲ့ကွဲထွက်ကအလုပ်ပြနိုင်စွမ်းလည်းရှိပါဒရိုက်တာမင်းဆက်တဲ့ရိုက်ချက်တွေကမြင်နေကြတဲ့ကွဲထွက်သလိုရုပ်ရှင်တကားရဲ့ quality အစ်စ်ကိုမြင်တွေ့ရပါတယ် ခုဆိုရင်လည်းသူရိုက်ကူးထားတဲ့သူတို့နှစ်ယောက်ဆိုတဲ့ဇလန်တွင်လေးကလူအများကြားမှာအယံကိုရှိပန်းစားအောင်မြင်နေကြရပါသူတို့နှစ်ယောက်ဇလန်တွဲလေးမှာအဓိကဇက်ကောင်တွေအဖြစ်သူရိန်တော်စင်နှင်းဝီဆိုတဲ့ဇက်ကောင်သုံးမျိုးနဲ့ဇက်အိမ်ကိုတိဆောက်ထားတာပါ။ကျောင်းသူကျောင်းသားဘဝကိုအပြေအဝအမှန်ရစေမယ့်ဇလန်တွဲလေးလည်းဖြစ်ပါ යි ။ဒါအပြင်သူရိန်နဲ့တော်စင်ကြားကနတ်ဆိုင်နဲ့မြတ်တာလေးကလည်းပေါ်လင်းခဲ့ရမှုပရိသတ်တွေရင်ထဲကိုထိစေခဲ့ရပါ။ အဆိုဆုံးကတော့စက်သိန်းပိုင်းဖြစ်ပါစက်သိန်းပိုင်းကပြိသက်တွေဖြစ်စေခြင်းတလို့မဖြစ်လာခဲ့ပါဘူးသူရင်းနဲ့တော်စင်ကမပောင်းဖက်ခဲ့ကြသလိုနောက်ဆုံးမှာပိုင်ရှင်မရှိနေတဲ့စက်သိန်းပိုင်းကြောင့်ကြီးစုသူတွေမှာရှင်နေစုနစ်ကမျက်ရည်ဝဲစီခဲ့ရပါတယ်သူတို့နှစ်ယောက်ဇလန်တွဲကအပြင်မှာတကယ်ဖြစ်ခဲ့တဲ့အမျိုးသားနှစ်ယောက်အကြောင်းကိုတင်ဆက်ထားခဲ့ရပါဒီလောက်ထိကြည်ခွဲစရာကောင်းတဲ့စက်သိန်းနဲ့အတူတကယ်ဖြစ်ခဲ့တဲ့အမျိုးသားတွေကိုလည်းလူအများကစိတ်ဝင်စားနေကြပါ යි အဲ့ဒီချိန်က1980ဝန်းကျင်ကပုံလေးတပုံကထွက်ရှိလာခဲ့ပါတယ်။သူရိနဲ့တော်စင်ရဲ့အပြင်လက်တွေ့ဘဝကလို့ပြောဆိုနေကြတာပါ။ဒီလိုသတင်းတွေထွက်လာတဲ့အပေါ်မှာစကားကိုဖန်တီးထားသူဒရိုက်တာမင်းဆက်သစ်ကိုရိုင်းထုတ်ပြောလာရပါအောင်ရယ်။ဒီစကားကတကယ်ဖြစ်အမှန်ဆိုတာအတိအကျကိုမှတ်ပါရယ်။ဇလန်အကြောင်းကိုပြောပြသူကလည်းတိကျပြောပြပေမဲ့တကယ်လူမျိုးကဘသူဆိုတာကိုမပြောပြခဲ့ပါဘူး။နမေကအစလင်းညာပြောဆိုခဲ့တာလို့သိရပါတယ်။ ဒရိုက်တာမင်းဆက်သစ်အနေနဲ့ကလည်းတကယ့်ကာကန်ရှင်နှစ်ယောက်ရဲ့အသိခါနဲ့လက်ရှိဖြစ်နေတဲ့ဘဝကိုထိပါမှစိုးရိမ်တာမို့နာမည်လည်းမမေးခံသလိုဘသူလဲဆိုတာမမေးခဲ့ပါဘူး။သူရင်းနဲ့တော်ချင်းဆိုတာသူ့စိတ်ကူးတရားနာမည်အတိုင်းသာပေးခဲ့ရပါ။ဒါကြောင့်မို့သူတို့နှစ်ယောက်ရဲ့ပုံစံအစ်စ်ကိုဒရိုက်တာမင်းဆက်သစ်ကိုရိုင်းတာမမြင်ဘူးဘူးလို့ဆိုပါ යි ။ခုလက်ရှိပြက်နေတဲ့ပုံလေးကတော့ဇက်ကောင်အစ်စ်တွေမဟုတ်ဘူးလို့ရှင်းလာခဲ့တာဖြစ်ပါတယ်။သူတို့အနေနဲ့ကာယကံရှင်နှစ်ယောက် လက်ရှိမှာရှိနေတဲ့ဘဝကိုနှိမ့်ညာသောအဖြစ်ဘယ်တော့မှချပြမှာမဟုတ်ဘူးလို့လည်းသိရပါတယ်။ကြည်ခွဲစရာကောင်းတဲ့သူတို့နည်းအဖြစ်ကိုဇလန်တပုတ်အနေနဲ့သာတင်ဆက်ရခြင်းဖြစ်တယ်လို့ဒရိုက်တာမင်းဆက်သိကိုရင်ပြောပြထားပါ යි ။သူတို့နည်းအဇလန်လီကတော့တစ်တော့မှဆိုလဲအတော်လေးကို ပေါက်နေရပါဇလန်လီကကောင်းသလိုရိုက်ထားတဲ့ရိုက်ချက်တွေကလည်းချစ်စရာကောင်းတာကြောင့်မှဘုံကြီးကြောင့်မှသင်္ကန်းတွေကိုလမ်းထားတဲ့ဇဝင်ကန်တွေမီးပုံထိုးတဲ့ဇဝင်ကန်တွေဆိုရင်တိကျပြင်ဆင်ထားမှန်းသိတာပါ යි ။ ဇလန်တပုတ်ကိုဖန်တီးတဲ့နေရာမှာတရုတ်စာနယ်ရဲ့ ID အဖြစ်ဇဝင်ခန့်အပြင်စင်ကလေးရင်းနှဲဆွဲထင်ကြံရဖို့လိုအပ်ပါဒီလိုရိုက်ပြနိုင်တဲ့အတွက်မင်းဆက်သစ်ကိုချီးကျူးနေကြတာဖြစ်ပါတကိတ်ကိုင်ကန်ရှင်နှစ်ယောက်ကိုတီးခွေမရတော့မဲ့သူတို့နှစ်ယောက်ဇလန်းလီကိုဘယ်လိုမြင်လဲဆိုတာပြောပြပေးခဲ့ပါအောင်ရှင်ချီးကျူးပေးခဲ့ကြလို့ကျေးဇူးတင်ပါတယ်ရှင်